တခုခုတော့လာနေပြီဆိုတဲ့မမောင်လွင်မြမလက်ရွေးစင်ကစားသမားတူဖြစ်ပြီးတော့အတင်းကောင်းဆောင်လည်းဖြစ်တဲ့မမောင်လွင်ကတော့ပြီးခဲ့တဲ့နေ့ကပဲ something is coming ဆိုပြီးတော့စာနဲ့အတူ social media မှာပုံတစ်ခုတင်ခဲ့ပါပြီ emoji တစ်ခုကလည်းဖုန်းခေါ်တဲ့ပုံနဲ့မြမအလန့်လေးထည့်ထားပါပြီဒီ post နဲ့ပတ်သက်ပြီးတော့လည်းမြမနိုင်ငံကဘောလုံးပရိသတ်တော်တော်များများကြားမှပြောစရာဖြစ်နေပါပြီမမောင်လွင်တယောက်အတင်းပြောင်းတော့မှလားဘယ်တင်းကများသူ့ကိုကန့်လန့်ခဲ့တာလဲဆိုတာတွေပါဥရောပအတင်းတင်းကဖြစ်မယ်ဆိုရင်တော့လည်းပရိသတ်ကတော်တော်လေးကိုမှမျှော်လင့်နေကြပါပြီ ာဆီယံအော်စတာနဲ့ပွဲစဉ်ကိုတွင်းယူပြီးသွားတဲ့နောက်ပိုင်းမှာမောင်မောင်လင်တယောက်ကတော့လူသိရှင်ကြားကစားသမားတဦးဖြစ်လာခဲ့ပြီးတော့အာရှအပြင်ဥရောပကဂျာနယ်လစ်တွေကပါမောင်မောင်လင်ဆိုပြီးတော့သတင်းထိပ်စီမှအပြိုင်ဆိုင်ကိုမှဖော်ပြခဲ့ကြတာပါသူပြသခဲ့တဲ့ကောင်းမွန်တဲ့ခြေစွမ်းကြောင့်ဥရောပအသင်းကြီးသတင်းကသာခေါ်ယူခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့နိုင်ငံအတွက်ဂုဏ်ယူစရာကြီးဖြစ်လာတော့မှာအမှန်ပါပဲမောင်မောင်လင်ကတော့လက်ရှိမှာ Thailand One Club Lanford Warrior အသင်းမှာကစားသမားအဖြစ်ကိုမှရှိနေသေးတာဖြစ်ပါပြီးခဲ့တဲ့ရာသီမှာ25ပွဲပါဝင်ကစားပေးခဲ့ပြီးတော့2ဂိုးအတွင်း2ဂိုးဖန်တီမှုပြုလုပ်ပေးနိုင်ခဲ့ပါပြီ တန်တဲ့အတင်းလေးတစ်ခုအတွက်ဆိုရင်တော့မစိုးလားတဲ့ခြေစွမ်းလို့ပြောရမှာပါ။လက်ရှိမမောင်လင်းကိုဆက်သွယ်လာတဲ့အတင်းတွေဆိုရင်တော့ဖြစ်နိုင်ခြေအတင်းတွေကိုစဉ်းစားကြည့်ရအောင်။ဥရောပကလပ်တွေကတော့ဖြစ်နိုင်ခြေနည်းပေမဲ့မိထားလို့လည်းမရပါဘူး။ဒါပေမဲ့လို့ကလပ်တွေကမြလွန်းနာကြောင်ခံမဲ့လို့တော့မရနိုင်ပါဘူး။ကျွန်တော်ကတော့ထိုင်းထိပ်ဒီကလပ်တစ်ခုကိုမြပြောင်းသွားမလားလို့တော့ထင်မိပါတယ်။မမောင်လင်းထိုင်းလိဂွမ်းမှာကစားခဲ့တဲ့300ဒီမှာခြေစွမ်းကအကောင်းကြီးမဟုတ်ရင်တော့မှလန်ဖော်ဝါရီယာအတင်းငယ်လေးတွေကတော့အဆင်ပြေခဲ့ပါတယ်။တမစင်ရအောင်လို့အေးပါတဲ့ဂိုးရီကိုလည်းတွင်းယူပေးနိုင်ခဲ့ပြီးတော့အတင်းကပါနှိမ့်ရှေစာချုပ်ရတဲ့အထိပါအချိန်ကကောင်းနေတာပါ အခုလိုမျိုးမမောင်းလင်းပြန်ပြီးတော့နမည်ကြီးလာမှုတွေပရိသတ်အင်အားတောက်တင်းလာမှုတွေကအတင်းကြီးတွေဖြစ်တဲ့ Burien United, Bangkok United, Pop United တို့အတွက်ကမှမျက်စိကျစရာဖြစ်လာတာလားဆိုတာကတော့ဆက်လက်ဆောင်ကြည့်သွားရတော့ပါပါ။တကယ်လို့သာတသင်းသင်းကားကိုခေါ်ယူနိုင်ခဲ့ပြီးတော့မမောင်းလင်းသာခြေစွမ်းပြသနိုင်ခဲ့မယ်ဆိုရင်တော့မြန်မာကစားသမားလေးတွေအတွက်ကတော့လမ်းစာဖောက်ပြီးသားဖြစ်သွားမှာပဲဖြစ်ပါ යි ။အဲဒီလိုမှမဟုတ်ပဲနဲ့မြန်မာကိုပဲပြန်လာတာလည်းဖြစ်နိုင်ပါ යි ။ Something is coming ဆိုတဲ့စာရင်းနောက်မှာပါတဲ့ emoji တစ်ခုကမြန်မာအလံရဲ့အထိပယ်ကမြန်မာပြည်တွင်အသင်းကြီးတစ်ခုခုများဖြစ်နေမလားဆိုပြီးတော့လည်းတွေးစီရပါ။ တွေ့တင်ထားတဲ့ပုံကလည်းမြန်မာလက်ရွေးစင်အတင်းကြစီဖြစ်တာကြောင့်အတင်းဟောင်းရန်ကုန် United နဲ့ပြန်လည်ပေါင်းစည်းတော့မှာလားဆိုတာကိုလည်းပရိသတ်တွေကသိကျင်နေပါပြီ။မမောင်လင်သာပြည်တွင်းကိုပြန်ပြီးတော့လာခဲ့မယ်ဆိုရင်တော့ပြည်တွင်းဘောလုံးပွဲတွေကလည်းအတိုင်းအတာတစ်ခုထိကိုမှလူစိတ်ဝင်စားမှုကပြန်လည်ပြီးတော့ရရှိလာမှာအမှန်ပါ။ပြီးခဲ့တဲ့ပါကစ္စတန်ရဲ့ပွဲကတော့မှပရိသတ်တွေကကွင်းလုံးအပြည့်ကိုအားပေးခဲ့ကြတာဖြစ်ပါပြီ။ဘောလုံးလောကကတော့ဆက်လက်ကိုတိုးတက်ဖို့အတွက်ပြည်တွင်းပြိုင်ပွဲတွေကလည်းတိုးတက်ဖို့လိုအပ်နေပြီးတော့စနစ်တကျရှိရှိနဲ့တေချာလေးကိုထိန်းချုပ်မယ်ဆိုရင်တော့အဆင့်တန်းတစ်ခုကိုရရှိလာမှာပါ။ လက်ရှိမှာမမောင်တွေကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှကိုမှထပ်မံပြောကြားထားခြင်းတော့မရှိပါဘူး။ဘယ်ချိန်မှမှသူကဒီအကြောင်းကိုထုတ်ပြီးတော့ပြောဆိုလာမှလေ။ဘယ်တင်းကြီးတင်းတင်းကိုရောက်သွားမှလဲဆိုတော့ကိုတော့မြန်မာပေါ်လုံးပြည်သက်တွေအားလုံးကစိတ်ဝင်စားနေကိုမှစောင့်ကြည့်နေကြပြီလေဖြစ်ပါရီ။ခြေစွမ်းကောင်းတဲ့ကစားသမားတို့ဦးဖြစ်တာကြောင့်ကျွန်တော်လည်းအတင်းတက်မှာအကောင်းဆုံးခြေစွမ်းကိုထုတ်ဖော်ပြသနိုင်ပြီးတော့ထိတ်ဆုံးဆင့်ကိုရရှိပါစေလို့လည်းဆုတောင်းပေးလိုက်ရပါရီ။ကဲမိတ်ဆွေတို့ကရောမမောင်လေး something is coming နဲ့ပတ်သက်ပြီးတော့ဘယ်လိုများထင်မြင်ချက်တွေများရှိကြပါသလဲနော်ကွန်မန့်လေးမှလည်းဖြေပေးခဲ့ကြပါအောင်ခင်ဗျာ ဒါနဲ့ကျွန်တော်တို့ရဲ့ Mountain Nine Win Channel လေးကနေပြီးတော့အခုလိုမျိုးပေါ်လွန် update news တွေကိုတင်ဆက်ပေးနေတာမို့လို့ channel တက်တဲ့ဆိုရင်လည်းပဲကျွန်တော်တို့ရဲ့ channel လေးကို like subscribe လေးလုပ်ပြီးတော့ notify bell လေးကိုလည်းနှိပ်ပေးထားခဲ့ပါအောင်နော်။ကြည့်တာဆိုရင်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။နောက် video လေးမှာပြန်တွေ့ကြပါမယ်။